ခုနောက်ပိုင်းဆိုတော့လူတွေအစုလိုက်အပြုံလိုက်တည်တာတွေနော်ဟိုမှတ်မှတ်ရရပြောရလို့ရှင်ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံနဲ့တကွအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ခြုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့ Air India လေချောင်းအိန္ဒိယလေချောင်းလိုင်းတစ်ခုပြတ်ကြသွားတာအဲ့ဒီထက်မှလူပေါင်း242ဦးပါတယ်တဲ့ เนาะอินเดียอินเดียကလူမျိုးတွေအများဆုံးပေါ့อินเดียလူမျိုးတွေအများဆုံးပါတယ်အဲ့တော့ဒါတွေဟာဦးဇင်းတို့ခဏခဏတွေ့နေရတယ်ဟိုနားမြေပြိုလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဒီနားရေကြီးလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဟိုဘက်နိုင်ငံလင်းရင်ပြတ်ကြလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးလားခဏခဏတို့တွေ့နေရတယ်အဲ့တေးချင်းတရားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတော့တေးချင်းတရားဟာမျက်စိတမင်လျှက်တဲ့ပြအတွင်းပါ ကွေးတော့လည်းမဆက်မီဆန်တော့လည်းမကွေးမီမှာတေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့တော့ဒါကတော့တခဏထားပါဘောအဲ့တော့တေးချင်းနေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တေးချင်း၄မျိုးရှိတဲ့ထဲမှာအခုဘာကံတွေနဲ့တည်နေကြတာလဲဆိုတော့ဥပ္ပစိတကကံလေဥပ္ပစိတကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တည်ခြင်း၄မျိုးရှိတဲ့ထဲမှာနံပါတ်၁ကကံကုံရင်လည်းတည်နိုင်တယ် ပြီးအသက်တတန်းကုန်ရင်လည်းသေနိုင်ပြီးလို့ရှိရင်အသက်ကနှမျိုးလုံးကုန်ပြီးတော့လည်းသေနိုင်တယ်နောက်တစ်ခုနံပါတ်၄ကဥပိ္ပစေတကကံခေါ်တဲ့ကံကုန်အသက်ကုန်ကံကုန်လို့သေနိုင်တယ်အသက်ကုန်လို့သေနိုင်တယ်ကံအသက်နှစ်ပါးကုန်လို့သေနိုင်တယ်ပြီးရင်ကံဝတ်အသက်ကမကုန်သေးဘူးဒါပေမဲ့ဥပိ္ပစေတကကံအဲ့ဒီအသက်ကနှစ်ပါးလုံးမကုန်မဲနဲ့နော်သေးသွားတယ်ဆိုလို့ရှိရင်ဥပ္ပစီတကကံကြောင့်သေးတာအဲ့ဒါအတိုက်ပြီးသေးတာလင်းပြတ်ကြပြီးသေးတာလို့ဆိုတာကတော့အသက်တန်းအပြင်းရတော့တော့ မကုံသေးတဲ့လူတွေများတယ်။ဘာကြောင့်ဒီထဲမှာ340အရွယ်လေးလေအကန်ကုံတာကတော့ဒါမပြောတတ်ဘူးပေါ့နော်ဖြစ်နိုင်တာကတော့အသက်ကနှစ်ပါးလုံးမကုံဘဲနဲ့ဥပိ္ပစေတကကံကြောင့်သေးတာလည်းဖြစ်နိုင်တယ်အဲ့တော့ဥပိ္ပစေတကကံနေဘာကြောင့်ဖြစ်တာတုံးဆိုလို့ရှိရင်အသက်ကုံမှာကြီးတဲ့ပုံကူတွေကိုစော်ကားလို့အဲ့ဒီဥပိ္ပစေတကကံနေဖြစ်ရတာဥပိ္ပစေတကကံနေလည်းကြုံရတာဘာကြောင့်လို့ဆိုတော့သူကကံနေအကြောင်းကိုပြောလို့ရှိရင်ဥစ္စုံတို့ အင်မတော်ကနည်းနည်းတည်းရှုပ်ထွေးတယ်အဲ့ဒီထဲကဒီဥပိစေတကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဥပဃာတကကံလို့လည်းသူ့ကိုခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်ဒီအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်ဒီအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အကျိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပဃာတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ကောင်းတဲ့ကုသိုလ်လည်းရှိတယ်နော်ကုသိုလ်ဥပဃာတကကံအကုသိုလ်ဥပဃာတကကံအဲ့ဒီဥပဃာတကကံကိုတနည်းအားဖြင့်ဥပိစေတကကံလို့ခေါ်တယ်တဲ့ เนาะအဲ့တော့ဥပကာရကကံတနည်းအားဖြင့်ဥပစ္စတကကံပေါ့အဲ့ဒီကံကဘယ်လိုလဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥပမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပကာရကကံဝင်ဖြတ်ဥပတတ်တန်းစစ်နေရဖို့ကို့မှာရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်เนาะစဏ္ဍကကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဟိုဘက်ကဥပကာရကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပကာရကကံအနိုင်ယူရတာ အကုသိုလ်ကံလေးကိုအဲ့ဒါလိုပဲအကုသိုလ်ဥပါကာတကကံကအာကြီးနေမယ်ဆိုလို့ရှင်အကုသိုလ်ကံကိုအနိုင်ဥမာအဖြစ်ပြောမယ်ဆိုလို့ရှင်ကျွန်တော်အဲအစားတသမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာဘဏ္ဍမတည်သွားဘူးဥပါတကအဖြစ်ခံယူသွားတယ်အင်မတန်မှကြီးညိုတယ်ပုထုရှင်ပုဂ္ဂိုလ်ထဲမှာဇာတသမင်းလောက်ဘုရားတရားတန်ခါရဏသုံးပါးကိုကြီးညိုတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဘာကြောင့် ငရေကြရတာတော့ဝေစီငရေမကြပဲအလောကုံငရေကြရပါတယ်နော်ခြုံပြောရင်ငရေကြရပါတယ်ဘာကြောင့်ငရေကြရတော့ဒီမှာကုသိုလ်တွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုသိုလ်ဥပကရကကံကဒီကုသိုလ်ကံထပ်ပို့ပြီးတော့အင်အားကြီးနေအဲ့တော့ကြောင့်ဒီကုသိုလ်ကံကိုသူကအနိုင်ယူပလိုက်အနိုင်ယူပြီးတော့လောကုံငရေကိုချပလိုက်တကယ်ဆိုလို့ရှိရင်တော့ပိသန္တရိယကံထိုက်ထားတာပိသန္တရိယကံတွေက ထင်ရှားသုံးပြောရင်ဖေတက်တဲ့ကံပေါ့အဲ့ဒီကံကြီးဆိုင်ထားတဲ့ပုံကူကတော့ဝေစီငရေကြာဒါပေမဲ့နည်းနည်းလေးတော့တတ်တာပါတယ်ဥပကာရတုတ်ပေမဲ့ငရေကလည်းလုံးဝမလို့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ခုနကပြောတဲ့ကုသိုလ်ကံကိုအဲ့ဒီအကုသိုလ်ဥပကာရကကံကဘူပြီးအာကြည့်နေရဖြစ်တော့အနိုင်ယူပါလားကြီးတဲ့လူကငယ်တဲ့လူငယ်တဲ့လူကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလိုပဲကုသိုလ်တွေအာကြည့်နေမယ်ဆိုလို့ရှိရင်လေအဲ့ဒီကုသိုလ်ဥပကာရကကံအကုသိုလ်ကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လဲ ဦးဇလိုအင်ကူလီမာလာကြီးလူပြစ်စင်ကာလာကလူတွေတတ်တယ်လေလက်ညှိုးတွေဖြတ်တယ်အဲ့ဒီအကုသူကံရှိတယ်အဲ့ဒီအကုသူကံကအရိယမတ်တီးဟူသောကုသူကံလောက်သူကအာမကြီးဘူးအရိယမတ်ကုသူကအင်မတန်မှအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတက်ခဲ့တဲ့အကုသူကံတွေကိုကုသူဥပကရကကံကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာက ဦးဇင်းတို့ကုသကံတွေအားနေနေပြီဆိုလို့ရှိရင်ဥပကရကခေါ်တယ်ဥပစေတကကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ်အဲ့ဒါလေးကိုမမေ့နဲ့အဲ့တို့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အတက်ကုံကကြီးတယ်ဆိုတော့အတက်ကုံကိုယ်ကကြီးတဲ့ပုံကိုယ်တွေကိုရှစ်ခိုးတဲ့အယူသေးပြူးတဲ့မလေးမစားမလုံးနဲ့တဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေ နဲတယ်အဲ့ဒီကံတွေကိုပယ်ဖျောက်လို့ရတာနောက်တစ်ခုကတော့ခြုံပြီးပြောရင်ကုသိုလ်များလို့ပေါ့ကုသိုလ်အားကြီးနေမယ်ဆိုရင်ဥပဥပ္ပစေတကကံမဝင်နိုင်ဘူးတဲ့ဝင်ပြီးမလုံနိုင်ဘူးတဲ့เนาะအဲ့တော့အခုတည်နေကြတယ်တည်နေကြတယ်တွေ့နေရတာဒါဥစဉ်တို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာသွားပြီးတော့ပညာသင်မှာလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်မယ်ဘယ်အကုသိုလ်ကံနဲ့ဥစဉ်တို့တည်မယ်ဆိုတာမသိဘူးဒါအသေးဆိုးတွေပဲအသေးဆိုးနဲ့တည်ကြတာအဲ့တော့ ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းချင်မှကြားကောင်းမယ်အသေးစိုးနဲ့မသေးချင်ဘူးဆိုရင်ဦးစွန်တို့ဒီချိန်နဲ့ကုသိုလ်တွေကောင်းကောင်းလုပ်ဖို့နေ့စဉ်အာဆင်နဂန်ကုသိုလ်တွေကိုနောက်ပေါင်းမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါလေလောက်ကတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာဆက်ဖီဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဖယ်တိပါမလဲနော်တည်မလားတည်သွားတာ တေတာတော်တီးတီးချင်မှတီးလိုက်ပါအဲ့တော့ဦးဇင်းတို့ဟာချိန်မြေးတီးသွားနိုင်တယ်ချိန်မြေးတီးနိုင်တယ်မကောင်းတဲ့ဟာတွေတိတ်မလောက်ကြနဲ့တော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေကကံနေနဲ့နော်ကာတိုက်ရင်နစ်မြင်းငင်လောက်တိုက်ပြီးလင်းပြက်ကြကာစီရက်ဒါသေးဟာဥပိ္ပစေကကံနေအဲ့ဒီဥပိ္ပစေကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့ဥက္ကပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ ုသိုလ်ကံတွေအားကောင်းနေလို့ရှိရင် အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်